မြကင်းဝေးပြီးစေတတုခမြန်မာနိုင်ငံထဝန်ကပြည်သူလူထုတရားလုံးနဲ့နိုင်ငံတကာရောက်မြန်မာနိုင်ငံ2025ခုနှစ်ဧပြီ18ရက်နေ့ဟာဆရာနာသိမ့်မှုနောက်ပိုင်းလေးကျင်းမြောင်မြမနှစ်တကူအခတမရဖြစ်ပြီးစစ်ကောင်းဆောင်နဲ့အန်ယူဂျီရဲ့ယာယီတမရာတို့ကနှုတ်ခွန်းဆက်စကားတွေပြောကြခဲ့ပါတယ်။ပြောဆိုချက်တွေထဲမှာငလင်အကြောင်းလဲပါခဲ့ပြီး စစ်ကောင်းဆောင်ကတော့ပြန်လည်ထူထောင်ရေးမှပြည်သူတွေပါဝင်ဖို့နဲ့ရွေးကောက်ပွဲကျင်းပမယ်ကိစ္စရပ်မှာလည်းပြည်သူတွေပူးပေါင်းပေးပါဆိုပြီးတော့မြစ်တာရက်ခံခဲ့တာတွေ့ရပါတယ်။ဂျန်နရယ်ဆူအနေနဲ့ငလင်းတန်းခံဒေသတွေရဲ့ပြန်လည်တိဆောက်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအပြန်ဆုံးဆောင်ရွက်ပေးသွားပါမယ်။မိဘပြည်သူများရဲ့စုပေါင်းအားနဲ့ဆောင်ရွက်ရင် ပုံမှန်အခြေအနေကိုအများဆုံးရောက်ရှိနိုင်မယ်လို့ယုံကြည်ပါတယ်။ ါတီဒီမိုကရေစီစနစ်ကိုအမှန်တကယ်ဒုရတယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ယူကော့ပွဲအောင်အောင်မြင်းမြင်းပြည့်မြောက်နိုင်ဖို့အတွက်မိဘပြည်သူများအနေနဲ့ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြစ်တာရက်ခံလိုပါတယ်။ငလင်တန်အသင့်ဌာနတွေလမ်းနေတရားတွေနဲ့အစအဦးတွေကိုအမြန်ဆုံးပြန်လဲတည်ဆောက်မယ်လို့ပြောခဲ့တယ်လို့ငင်းငယ်အတွက်လည်းနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ဖိတ်ခေါ်ထားပြီးဖြစ်တာကြောင့်အလုံးပူပေါင်းပေးကြပါလို့ပြောခဲ့တာတွေ့ရပါတယ်။ အန်ယူဂျီဘက်ကတော့လူသားစာနာအခုကြီးဆိုတာကန့်သက်ထိန်ချုပ်ရမယ်အခွင့်အတူးခံစား권မဟုတ်ကြောင်းနဲ့ကိုဂျိုးအတွက်အသုံးမချပဲဘေးသင့်သူတွေစီမြန်မြန်ရောက်ဖို့လိုအပ်တယ်လို့ပြောပါတယ်လူသားစာနာမှုအခုကြီးတွေကိုစစ်လို့စုကလက်နဲ့တပွဲကိုင်ဆွဲအသုံးချနေပါတယ်အကျန့်ဖက်စစ်လို့စုကနိုင်ငံကြီးလက်နဲ့တပွဲချုပ်ကြအသုံးချနေတာကိုကြော်လွားဖို့ လူထုကိုထပ်ပြီးအတုံးချတာမျိုး မဖြစ်စေဖို့အေရှန်နဲ့နိုင်ငံတကာကိုကျွန်တော်တို့သတိပေးတောင်းဆိုနေပါတယ်။ဒါအပြင်အာနာတိမြဲဤနဲ့ကိုကျိုးစည်းဘွားအတွက်လူထုကိုအတုံးမချတင်ကြောင်းနဲ့ငလင်တန်ကြုံရချိန်မှာတော့ပြည်သူ့ဗန္ဓာတွေတုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လုပ်တာက လူထုကိုထပ်ဆင့်ဒုက္ခပေးတာပဲဖြစ်တယ်လို့ထောက်ပြပါဗျာ။ ဒါအတူနိုင်ငံတော်မှာစစ်ကောင်စီထိန်းချုပ်နေပြီဟာလေးပုံတပုံတောင်မရှိကြောင်းနဲ့ဆက်ရနာရှင်နဲ့အာနာရှင်စနစ်မှန်သမျှကိုအဆုံးသက်တိုက်ပွဲဆင်နွှဲနေလို့အခက်အခဲတွေရှိနေပေမဲ့အပိသက်အောင်ပွဲယူဆောင်နိုင်ဖို့ကြိုးစားရမယ်လို့လည်းယာယီသမရကပြောကြားခဲ့ပါတယ်။ငလင်းလုံးအပီးရပောင်း20ကြော်လာချိန်မှာ DVV ရဲ့စီးရင်တွေအရာ ိတ်ဆုံးသူ4500နီးပါးရှိလာပြီးပြန်လည်ထူထောင်ရေးတည်မလုံနိုင်သေးပေမဲ့2025ခုနှစ်ရဲ့နှစ်သက်ကူနှုတ်ဆက်စကားနှစ်ခုမှာတော့ငလျင်အကြောင်းကိုအဓိကထည့်ပြောခဲ့ကြတာတွေ့ရပါတယ်ကျွန်တော်စိုးသူအောင်ပါ